တစ္ဆာပန်းများနဲ့မီလာတဘောကကပြန်ဆရာမဟုတ်ခဲ့တာသိကြပြီဘာတခုမှမရှိတော့တဲ့မီလာမှာနောက်ထပ်ဘာမစူပေးလိုက်ရပြန်တဲ့မီလာမှာအစင်မပြေမှုတွေအစီစဉ်ကြာနာလုံးနဲ့မီလာမှာအလကားရတဲ့ညနေခင်းကတော့မထီမမြင်ပြုတ်ခင်ရတဲ့မီလာမှာ ဒုက္ခတွေအစုံလိုက်အစုံလိုက်ပွင့်အားကောင်းတဲ့မေလာမှာအာကြီးဖုံထတဲ့လေပူတွေအနံ့ပြားစီပွားခြင်းတိုင်းပွားနေလွင့်နေတဲ့လဲမှုတွေလိုမေလာမှာအစုပ်ပွားပွားညတွေရသူမေလာမှာတလိပ်ဖက်လိုလမင်းကြီးကိုမြင်မိသူမေလာမှာအတပြားထောက်เสียမလန့်အောင်မဲဒံရအဖြစ်ခံတာ ਨੇ မေလာမှာ မေလာပေါင်းများစွာပြန်လဲစုစည်းမိသူမေလာမှာအချိန်မှန်အတွင်းလူနာအဖြစ်တင်ပို့ခံရသူမေလာမှာအဖျားတစ်ခုပေါ်ရောက်ခဲ့ပေမဲ့လည်းပြန်လဲကျမ်းမာခွင့်မရှိတော့တဲ့မေလာမှာအသက်ရှင်တစ်ချက် မရှင်တစ်ချက်မေလာမှာမေလာကမေလာကိုအသေးသာပြန်ရလိုက်တဲ့မေလာမှာပေါ့ချော်ရီပူကြည့်ချွဲချွဲနေလင်စာရီ ငမန်းတောင်စူးချမ်းမြင်တွေစာတေးရီယံမြက်ပင်ရှိလက်တွေလူဖြစ်တရုပ်ဆောင်ရသူမေလာမှာလောကဘရိတ်သွားပေါ်တွားသွားတတော်ဝါဖြစ်ရသူမေလာတနေ့တဲ့တိမ်မို့အကျင့်တရားမှောက်ရတဲ့မေလာတော့လူတစ်ခုမှာလူချင်းတိုင်မီလို့မတော်တဆပကံနဲ့ဖိတ်ကြတဲ့အသားတုံးအကြလေးတောင်မှမစားရသူမေလာ မနဲ့လင်းရင်ကိုအတုဘကိုချပြီးမြို့ကြီးရဲ့ထွက်ခွာသွားသူမေလာ သူတစ်ပါးရဲ့အတုဘမှာအငားလိုက်ငိုရတဲ့ငိုချင်းတွေမှာမေလာ သူ့ကလေးတွေကိုမုတ်ဝဲမကြွေးနိုင်လို့သူ့လက်မောင်းသွေးတွေဖောက်တိုက်ရရှာသူမေလာနေပြန်တိုးတွေဝက်ဦးဆုတ်ခံရသူမေလာ ဘဝရဲ့ဘက်ထရီအိုးတွေတော်တော်များများဖြည့်ဆည်းခံရသူမေလာအင်မတန်အကြွေရဲတဲ့ငှုပင်တွေပေါ်သူအသက်ရှင်ဝေးကလေးတွားတင်ထားမိရဲ့မေလာပေါ်မေလာရဲ့အနေအသေးနှလုံးကိုစက္ကနဲ့ဆွဲထုတ်ပြီးဖေသမားတယောက်ဖေးချက်ကိုဆွဲထုတ်လှုပ်ဝါးတဲ့ထက်ဖြန်းကနေရိုက်ချလိုက်တယ်လို့မျိုးရိုက်ချကြည့်လိုက်တဲ့အခါ မေလရသည်ဟန်ဆောင်နေတဲ့မေလကူသာတွေ့ရတဲ့မေလပေါ်ဖြူတကောင်လိုခါချလိုက်လို့ဖြူစူးတွေအကုန်ကွာကျသွားမယ်ဖြူဘွားရောက်ပြီမေလရခါချလိုက်ပါဆိုရင်တော့အကျိန်နှစ်သိန်း၄သောင်းကမှတစ်ကျိန်သာ သူ့ဒုက္ခဖြူစူးတွေကွာကျနိုင်မယ်မေလပေါ်